နိုင်ငံရဲ့ကောင်းကောင်းကောင်းကျိုးအတွက်တုံးမဲ့လူတိုင်းပြည်ဥဆောင်တိုင်းမဲ့ပါတီဖွဲ့စည်းတွေရဲ့ပုံကိုယ်တွေပဲကျွန်တော်မြင်ပြပါလေ။နိုင်ပြည်တိုးတက်ရေးအတွက်ဒီပုံကိုယ်များကဆွတ်ဆောင်နိုင်မှာဖြစ်ပါရှင်။ယောက်ျားဝမ်းကြီးကျမတို့ကဘုသူ့ကိုဖေကော်လို့ပေါ်မှန်းပြီးလည်းတယ်။ကျမတို့ဒီလူရဲ့ရေထဲကဆန္ဒထုတ်ပေါ်ပြောဖို့ရှိဘူး။ကျွန်တော်တို့ကဖေကော်ကြာမရှိခဲ့တော့အခုဒါလေးရွတ်တော့ပြီး၊ကိုယ်ပြီးမှလာလဲကိုယ့်ရဲ့အဖေရင်းကိုပြန်တွေ့ရမှာဖြစ်မှာ။တိုင်းပြည်အတွက်လို့တကယ်ဟိုလဲဆွမ်းဆက်သမားလှုပ်ဆောင်ပေးမဲ့လူ ိတ်ကောင်းစေတာကောင်းတဲ့ကိုကျိုးမညှို့မညှို့မလုပ်ခဲနဲ့ကိုကိုကျွတ်သားပြီးတော့ဒီဥသာအယုမှာဆိုဆောင်းပေးတဲ့လူဆိုတာကိုကျွန်တော်တို့ဆီစီပြီးတော့ရွေးချယ်သွားပါမယ်။မဲပေးတဲ့အကြောင်းလေးလာသည့်စစ်တလောက်ပြောကြားပေးတယ်လို့ပါခင်ဗျာ။မဲပေးစက်မဲပေးစက်အကြောင်းကတော့ကျွန်တော်တို့ဒီကိတုမရီမြို့တစ်ပေါ့ကော်မရှင်အဖွဲ့ကနေပြီးတော့ကျွန်တော်တို့ဟိုလိဇာဖုန်းလို့ကြောင်းနေမှာဒီသေုပ်ပြပြီးတော့လူလူကိုပြအောင်ဟုတ်ကဲ့အဲကျွန်တော်တို့ခေါ်ပြီးတော့မဲပက်တွေကြောင်း ိုတိုင်ကိုကြတိအောင်သူကရှင်းလင်းပြတာပြပါဟုတ်ကဲ့ကြပေးရတဲ့နေရာမှာပထမကျွန်တော်ကမဲပြတော့မယ်ဆိုရင်တည်းမှောက်မှုတွေယူသွားမယ်ဟုတ်ကဲ့ရောက်တန်းအောင်မှာကို့မဲသေးမှာကို့အမှတ်စဉ်ပါတဲ့နံပါတ်ကိုပြောပြီးတော့အစီအရေးသွင်းရမယ်ဟုတ်ကဲ့ယူသိပြီးတော့ကျွန်တော်တို့မဲဆန္ဒပြုခံလေးကိုသွားရမယ်ဟုတ်ကဲ့မဲဆန္ဒပြုခံကိုသွားပြီးတော့အဲ့မှာအချက်ပြတဲ့ဟိုစနေလေးရှိပါတယ်အဲ့စနေလေးပေါ်လာပြီးတော့အဲမဲပေးနိုင်တဲ့အနေထိုင်မှုရှိတဲ့မီးလေးလင်းလာရင်ကို့ကြိုက်နှစ်တဲ့ပါတီကို တစ်ခုပေါ့နော်ဟုတ်ကဲ့တစ်ခုတော့ကျွန်တော်တို့မဲပေးပါမယ်ဟုတ်ကဲ့မဲပေးပြီးတော့အဲ့ခါထွက်ပြီးတော့ကျွန်တော်တို့ရှေ့ရတယ်အဲ့မဲပေးဆက်ကထွက်သွားတဲ့မဲပြားလေးစိတ်ရည်စိုက်လေးကိုကြမကြဟုတ်မဟုတ်ကိုယ်ရင်ပြန်သိလို့ရတယ်ဟုတ်ကဲ့အဲ့ဒီတော့ကျွန်တော်တို့သိထားပါဟုတ်ဒီတော့ပဲပြပါတာကောင်းမကောင်းအကိုကြီးမြင်ကိုပြကြပေးပါခင်ဗျာကျွန်တော်ကတော့ပြည်သူပြောင်းနေရတော့ဟာကောင်းတယ်ဗျာဘာဖြစ်လို့ကောင်းလဲဆိုတော့နိုင်ငံမှာလက်ရှိဖြစ်နေတဲ့အနေအထားတွေနဲ့အာလူတွေရဲ့ င်းလုံးမချမ်းမှုတွေအကြောင်းတွေပေါ့အမြင်ချင်းမကြည့်ရအောင်ကြတော့ဒီလိုပြီးဘက်ကဖြစ်တယ်ပေါ့ဒီဘက်ကဖြစ်တဲ့နေရာမှာဒါရင်ဖြေရှင်းလို့ရတဲ့နေရာတစ်ခုဖြစ်တဲ့နေရာတစ်ခုကိုနိုင်ငံတော်အကြီးအကဲတွေကဆောင်ရွက်တယ်ဟုတ်ကဲ့ဆောင်ရွက်တဲ့နေရာမှာဘယ်လိုမြင်လဲဆိုတော့အာအားလုံးအများသာနာသဘောတူညီမှုအပိုင်းနဲ့ရုပ်ပေါက်ကိုလုပ်မယ်ဆိုတော့စုံမချက်ချချခဲ့တာပေါ့နော်ဟုတ်ကဲ့အဲချတဲ့နေရာမှာကျွန်တော်ကတော့လက်ခံတယ်ဘာလို့လက်ခံလဲတော့ဒီမှာဒီလိုပြီးဘက်ကလုပ်ငန်းတွေဖြစ်ဖြစ်စဉ်တွေ ထွန်ကျင်းမှုဆိုတာမျိုးကအစိုးရတည်းတည်းပေါ်မှာဖြစ်အစိုးရတည်းပေါ်ဖို့တည်းပေါ်ပဲပေါ်ပဲပေါ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီရုပ်ောက်ဖွဲ့မဖြစ်နေလို့ရပါဟုတ်ကဲ့ရုပ်ောက်ဖွဲ့လို့မှအဲဘယ်သူပဲမဲပေးပေးဒါဘဝဝဲမဲပေးပေးဒါမိမိတိုင်းတဲ့တည်းမဲပေးလို့ရတယ်ဟုတ်ဒါပေမဲ့ကျွန်တော်ကခံစားရှိတယ်ပေါ့နိုင်ငံရဲ့ကောင်းအောင်ကောင်းကျိုးအတွက်လုပ်မဲ့လူတိုင်းပြည်ဥဆောင်တိုင်းမဲ့ပါတီအဖွဲ့ကြီးတွေရဲ့ပုံကိုယ်တွေပဲကျွန်တော်မဲပေးပါလေဒီလိုပဲမဲပေးစီနေတယ်လေ ။ဒါမပေးတာပေးတာတော့ကံကံချင်းရဲ့ဆန္ဒပေါ့နော်။အဲကျွန်တော်ပုဂ္ဂလိကအမြင်နဲ့ပြောရရင်တော့ဒါကောင်းတဲ့စနစ်ဗျ။ကောင်းတဲ့စနစ်ဆိုတဲ့အတွက်မဲပေးတင်တယ်။ဘယ်သူဘယ်ဝဘယ်ပါတီမဲပေးပါလို့ကျွန်တော်မပြောလို့။ဟုတ်ကဲ့။တန်းကြီးရဲ့ရှင်ယူ၊နောင်ယူကိုတားနေမြည်တဲ့ပြောထုတ်ဖြစ်အောင်ကျွန်တော်ကဒီမဲပေးစနစ်ကိုမဲပေးကြပါလို့။ ကျွန်တော်ပြည်ပြီးသူကပြောရေကောက်ဘွဲကအောင်မြင်နဲ့ကျင့်ပမယ်လို့ယုံကြည်ပါသလားခင်ဗျာဟုတ်ကဲ့ရေကောက်ဘွဲကဒီရေကောက်ဘွဲကြီးကအောင်မြင်ပါပါခင်ဗျာဘာလို့ဆိုတော့အထက်လူကြီးတွေရဲ့စီမံကိုချင်းမှုနဲ့နိုင်ငံတကာနဲ့လေးလာဆောင်ရေးအဖွဲ့တွေလာမှာပြည်တွင်းတကြောင်လို့အားလုံးကချောချောမွမွနဲ့ဒီရေကောက်ဘွဲကြီးကအောင်မြင်ပြီးဆုံးမယ်လို့ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့ ကြီးအနေနဲ့ပေါ့နော်ဘလို့ပါတီဘလို့ပုံကုတ်ကိုမဲပေးမယ်လို့ဆုံးဖြတ်ထားပါလေခင်ဗျာအော်ကျွန်တော်တို့ကတော့ဘလို့ပြောမလဲဒီကျွန်တော်နိုင်ငံလူမျိုးစီးပွားရေးပညာရေးကျန်းမာရေးအဖက်ဘက်ကနေကွန်ပျူတာတွေအောင်လုံဆောင်တဲ့နိုင်ငံခေါင်းဆောင်ဖြစ်လာမယ်လို့ပဲကျွန်တော်တို့ကမဲပေးမယ်လို့ယူဆထားပါတယ်ခင်ဗျာဟုတ်ကဲ့အခုလိုဖြစ်ကြပြီးအတွက်ကျေးဇူးများကျေးဇူးပါဟုတ်ကဲ့နေရုံတော့မှာဖြစ်တဲ့အတွက်ဘာယူသွားမှာလဲခင်ဗျာအုံလေးကိုယူသွားပါမယ်ရှင် ဟုတ်ကဲ့ရေကောက်ပွဲကျင့်ပါတာကောင်းမကောင်းမာကြီးရဲ့အမြင်ကိုပြောကြပေးပါခင်ဗျာဟုတ်ကဲ့ကြိုက်ပါတယ်ရှင်ကျွန်တော်လည်းအဲ့လိုမျိုးမဲပြီးတဲ့စနစ်ကိုကိုယ်စတဲ့ရွေးတဲ့စနစ်ကိုကြိုက်နှစ်သက်ပါတယ်ရှင်တိုင်းကျူပြည်ကျူပြည်တော်ပြည်သူများအောင်လည်းများသောပုဂ္ဂိုလ်များအောင်နေနေပါတယ်ရှင်တိုင်းပြည်ကျူတဲ့ရေးအတွက်ဤပုဂ္ဂိုလ်များကဆွဆောင်နိုင်မှာဖြစ်ပါတယ်ရှင်ဟောအခုလိုပြောကြပေးတဲ့ကျေးဇူးတင်ပါခင်ဗျာဟုတ်ကဲ့ပါရှင်ပြည်သူကဦးတည်ကျင့်ပါမဲ့ရေကောက်ပွဲကိုတရားမျှတရှိတယ်လို့ထင်ပါလားအမကြီးရဲ့အမြင်ကိုပြောကြပေးသေးတယ်ပါခင်ဗျာ ရွေးကောက်ပွဲကိုရှိတယ်လို့ညှတာမှုရှိတယ်လို့ထင်ပါတယ်ရှင်ကျမရွေးကောက်ပွဲကိုလည်းလုံးမအောင်သဘောကျပါတယ်ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲမရှိရင်ကျမတို့ကဘသူ့ကိုအဖေခေါ်လို့ခေါ်မှန်းမသိပဲနဲ့ကျမတို့ပြည်သူရဲ့ရင်ထဲကဆန္ဒကြီးထုတ်ပေါ်ပြောခွင့်လည်းမရှိဘူးလေရွေးကောက်ပွဲရှိမှသာလင်ကျမတို့ခေါင်းဆောင်ကိုပဲဟိုကျမတို့ကကျမတို့ရဲ့ပြည်သူတွေလိုအပ်ချက်ကိုတင်ပြနိုင်မှာဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ရွေးကောက်ပွဲလုံးမအောင်ကျမတို့အနေနဲ့အများကြီးပဲဝမ်းသာပြီးတော့အများကြီးပဲချက်မြောက်စေချင်ပါတယ်ရှင်ဟုတ်ကြပါခင်ဗျာနောက်တစ်ချက်တော့မင်းများမပြုပါကျွန်တော်တို့အခု မဲပေးတဲ့အကြောင်းလေးများအမားတိရှိတာလေးများရှိရင်ဖြေကြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ဒီရွေးကောက်ပွဲစိတ်ဝင်စားတဲ့အတွက်ကျွန်မဒီဆက်တောင်းလေးတွေကိုလည်းလိုင်းမော်ကနေကြည့်ထားပါတယ်ရှင် ဆက်ဆက်ကဘာလဲဆိုတော့အရင်ကျမတို့ရဲ့ငငယ်ကကျမတို့မဲထည့်ဘူးတဲ့ခေတ္တကဆိုလို့ရှိရင်တော့စာရွက်တွေရောစာတန်းတွေရောကျမတို့လက်ပွေနှိပ်တာတွေရောဆိုတော့ရှုပ်ရှက်တွေခန့်နေရပေါ့ပြီးတော့တကယ်လို့စာရွက်ထည့်ရင်လည်းကျမတို့မလိုချင်တဲ့စာရွက်ထုတ်လိုက်တယ်ဆိုရင်ကျမတို့ကဘာမှသိနိုင်မှုမရှိဘူးလေမှန်ကန်မှုရှိလားမသိကျမတို့မသိရပါဘူးအခုဆက်တင်နေဆိုတော့ကျမအရင်သဘောကျပါတယ်ရှင်ဆက်ကမှားယွင်းမှုလည်းမရှိသလိုဆက်ကမြန်ဆန်မှုလည်းရှိတယ်တိကျမှုလည်းရှိတယ်ကျမတို့လိုချင်တဲ့မဲခလုတ်ကလေးကိုနှိပ်လိုက်တာနဲ့မြန်မြန်ဆန်ဆန်မှတ်မှတ်ကန်ကန်ရောက်သွားမယ်ဆိုတာကိုသိရအတွက်ကျမအနေနဲ့အရင်မဲဝမ်းသာပါတယ်ရှင် ဒီဆက်တော့ကိုလည်းအများကြီးသဘောကျပါတယ်ရွေးကောက်ွဲကျင်းမာတော့ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ွဲပေါ်လာမှကျွန်တော်တို့တွတ်တော်ကြီးပေါ်ပေါက်လာမှာတွတ်တော်ပေါ်လာမှာကျွန်တော်တို့ရဲ့ပြည်သူလူထုရဲ့ဆက်ခဲရင်းရှိတဲ့ဆက်ခဲမှန်သမျှကိုတွတ်တော်ကတစင်တင်ပြဆွေးနွေးလို့ရမယ်အဲ့တော့မှပြည်သူတွတ်တော်ကလည်းအဲ့တော့မှပြည်သူလူထုရဲ့ဒေသကောင်းတာချက်တွေကိုပြန်ဖြည့်ပြီးနိုင်တယ်။အဲ့ကျွန်တော်တွတ်တော်ပေါ်တော့တာကကျွန်တော်နိုင်ငံတော့ရမ်းကောင်းတာ။နေပေးမယ်ဆိုတော့အမကြီးအရင်ကနေပေးတာနဲ့အခု အဲကျွန်တော်တို့လေပေးချက်တွေအကြောင်းများလိလာသိရှိပြီးဖြစ်ပါကွာလိလာသိရှိပြီးသွားပါပြီရှင်။ညနေတော့တော့ဆ ਾਇ ရဆာထန်နေနဲ့ဆိုတော့နည်းနည်းကြံ့ကြံ့မှုဖြစ်တယ်ပေါ့ရှင်။အခုဆက်ကလေးယာနေနဲ့ဆိုတော့မဲမတမှာမှုလုံးဆောင်မှုလည်းမရပါဘူးရှင်။ဒီကောက်ခွေးဟာအောင်မြင်နဲ့ကျင့်ပါနိုင်တယ်လို့ယုံကြည်ပါလားခင်ဗျာ။ဥပမာကိုပြောကြပြပါဦး။ယုံကြည်ပါရဲ့။ဒီဒီကောက်ခွေးကအပန်းကယ်ကိုအောင်မြင်မယ်လို့ယုံကြည်ပါရဲ့။ဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိနိုင်ငံရေးအခြေအနေရဲ့အနေအထားအရကျွန်တော်တို့မှာဖြေပေါ်စရာမရှိခဲ့တော့အခု ဒါလေးရွက်ကောက်ပြီးကိုယ်ပြီးမှလာတယ်ကိုယ့်ရဲ့အဖေရင်းကိုပြန်တွေ့ရမှာဖြစ်မှာလားအဲ့ကြောင့်လို့နိုင်ငံရေးစီးပွားရေးလူကြီးကအစအကုန်လုံးပြန်လဲဥပမာပြန်လို့တိစောက်နိုင်တယ်မလို့ယုံကြည်ပါတယ်။ဟုတ်ကဲ့ဒီတော့ဖွဲ့ပါပေါ့နော်အခုကတော့ဘယ်လိုပုံကိုဘယ်လိုပါတီကိုနဲပေးမယ်လို့ဥအနေနဲ့ဆုံးဖြတ်ထားပါလားခင်ဗျာ။မှန်တော့နိုင်ငံတော်တကယ်တမ်းအလုပ်လုပ်ပေးမယ်လို့ပေါ့နော်။ဟုတ်ကဲ့ဘဖက်တဲ့လူတို့ကကျွန်တော်တို့ရွေးချယ်ပြီးတော့ ပဲပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ဟုတ်ကဲ့ရေကောက်ပွဲကျင်းပမှာဖြစ်တဲ့တဲ့ရေကောက်ပွဲမဲစင်းပါမပါကြည့်ပြီးပြီလားကြည့်ပြီးပါပြီကိုယ့်ရဲ့အမြင်ရှင်နဲ့တွဲရဲ့နံပါတ်ကိုလည်းမှတ်ထားပြီးပါပြီကျွန်တော်တို့ဒီမဲသွားပြီးတဲ့အခါမှာဒီနံပါတ်လေးကိုပြောလိုက်တော့ဒါအချိန်ကုန်တက်တာပြီးတော့မဲစင်းစာအုပ်မှာလက်မှတ်ထိုးရတာလည်းမြန်သွားပါမယ်အော်ဒီအဲ့ဒီမှာလက်မှတ်ထိုးပြရတယ်ကျွန်တော်တို့ဒီအခုပေးမဲ့ မဲပေးဆက်နဲ့ပတ်သက်လို့လည်း TV မှာကြည့်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီလွတ်တော်300ကိုပထမမဲပေးရမှာဖြစ်ပါတယ်။နောက်တိုင်းရင်းသားပါခဲ့လို့ရှိရင်လည်းအဲ့ဒီမှာတစ်ခါပြေးဖို့ရှိပါတယ်။ကျွန်တော်တို့ကတော့ဒါ3ခုပဲလွတ်တော်3ခုပဲကျွန်တော်တို့300ခုပဲပေးရမှာ။ဒီကောက်ပွဲမှာကျွန်တော်တို့မဲပေးရမှာဖြစ်တဲ့အတွက်ဘယ်လိုပါတီဘယ်လိုပုံကူမျိုးကိုမဲပေးမယ်လို့ဒီဟွာပေါ့နော်လုံမကင်ငန်းလေးတွေပွင့်လန်းလာမယ်အဆက်ဆက်ရရမှာဟို အလုပ်လက်မဲ့တွေလည်းအလုံးလက်ချီအလုပ်ကလေးတွေရသွားပြီးတော့ဆက်ဆက်ရရအစီအပြေချောမွေပြီးတော့ပေါ့နော်ဟုတ်အဲအဲ့လိုပြီးတော့တမတမတက်တက်လေးနဲ့အဲ့လိုမျိုးကိုကျမတို့ကလူလာပါတယ်ဒါကြောင့်ဒေရှာစစ်စစ်ပြီးမှရွေးချယ်မှာဖြစ်ပါတယ်ဒီကွယ်ချင်းပါတာကောင်းပါတယ်ဘာလို့လဲဆိုတော့လူခွင့်ရေးတွေပါလေဒါသူပေါ်ပေါက်လာမယ်ဟုတ်ကဲ့ခွင့်လန်းလေးတွေလည်းပေါ်လာမယ်လို့ကျမအနေနဲ့ထင်မြင်ယူဆမိပါတယ် ကောက်ဝဲကြီးမလိုက်တဲ့အတွက်ကြောင့်မဟုတ်ဘူးပေါ့နော်အစိုးရတိတိရလည်းပေါ်လာမယ်ခွင့်ရည်ခွင့်လန်းအနောက်ကိုင်းခွင့်လန်းတွေလည်းပေါ်လာမယ်အဲနိုင်ငံအတွက်လည်းပေါ့နော်အားထားမယ်အစိုးရအတိတိရပေါ်လာမယ်လို့လည်းယူကြည့်ကဲရေကောက်ဝဲကျင်းပါတာတော့မကောင်းအမရဲ့အမြင်ကိုပြောကြပြပါဦးခင်ဗျာဟုတ်ကဲ့ရေကောက်ဝဲကျင်းပါတာအရင်ကောင်းပါလေဟိုကဘာလို့ကောင်းလဲလဲဆိုတော့အကောင်လုံးကြည့်ကြည့်လူတွေအကောင်လုံးကအေးချမ်းသာနေခိုင်သွားနိုင်လို့ပါ တင့်ကြပြီဆိုဒီရွေးကောက်ဝယ်ပြီးဆုံးသွားပြီဆိုအေးကျောက်ကနေဆက်သွားမယ်လို့ဒီဆက်သွားနေမယ်ကျွန်မလည်းယုံကြည်ပါတယ်ရှင်။ကျွန်မအနေနဲ့ပေါ့နော်အဲဘယ်လိုလူပုဂ္ဂိုလ်ကိုမဲပေးမယ်လို့ဆုံးဖြတ်ထားပါလဲနော်။အဲ့လိုလူပုဂ္ဂိုလ်ကိုရှိပါဘူးဒါပေမဲ့ပြည်သူလူထုတွေကောင်းမဲ့ကောင်းနိုင်မဲ့အရေးရှိရှိမဲ့လူမျိုးတွေပါတီမှာရှိတဲ့လူမျိုးတွေအကုန်လုံးပြည်သူလူထုတွေကောင်းနိုင်မဲ့လူမျိုးတွေဆိုရင်တော့ကျွန်တော်ကအားလုံးကိုမဲပေးပြီးဆောင်ရွက်ပေးမယ်။โอเคงายนี่เนี่ยปอนเนาะเบลูปกปูမျိုးเบลูปาร์ตี้โหแม้เป้เมลุชอบแกตาบาละครับ ဒီသူအကျိုးပြုမဲ့ပုံပုံမျိုးပဲမဲပေးမှာပါကျွန်တော်တို့ရေကောက်ပွဲကျင်းပတာကောင်းမကောင်းမာကြီးရဲ့အမြင်ကိုကြေကြားပေးလို့ပါခင်ဗျာကျွန်မတို့ကတော့အခုရေကောက်ပွဲလောက်တာကိုတောင်းပါတယ်ရှင့်ကျွန်မတို့ရာနှုံးမြစ်လဲယုံကြည်တယ်ကောင်းလဲကောင်းပါတယ်အခုလိုလေးလှုပ်လိုက်တာပြည်သူလူထုတွေလည်းစိတ်ရှားနာပါတယ်ကျွန်တော်တို့ဒီလိုရေကောက်ပွဲကျင်းပပြီးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နောက်မှဆိုလို့ရှိရင်ဒီလိုတရားမျှတတဲ့ရေကောက်ပွဲပေါ်လာပြီးတော့ကျွန်တော်တို့အစိုးရအသေးတစ်ခုပေါ်ပေါက်လာပြီးတော့ ွင့်လင်းမြင်လာတဲ့အစိုးရတစ်ခု ပေါ်ပေါက်လာတဲ့အတွက်ကြောင့်မနိုင်ငံတိုးတက်အောင်ဆောင်ရနိုင်တဲ့ဆိုတဲ့တရားမျှတမှုလေးအစိုးရတစ်ခုရရှိလာပါဖြစ်ပါတယ်။လက်ရှိအစိုးရကျင်းပသေးတဲ့ဒီရုပ်ောက်ပေါ်ရတော့တရားမျှတမှုရှိပါတယ်။ရခိုင်တော့ဆိုရင်စားရစားရနဲ့လှုပ်လာတဲ့အတွက်ကြောင့်မို့မဲလိမ်မဲခိုးတွေဖြစ်ပေါ်လာတယ်။အခုကတော့ဒီသူတခုချင်းကကိုထက်ကျင်တဲ့ပါတီကို ကိုယ်စလေကိုထည့်ထည့်ပြတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ခုနပြောလို့ကျွန်တော်ထည့်တဲ့အာတရားမျှတမှုတဲ့မိတို့ကျွန်တော်ထည့်တဲ့ဟာကိုလည်းဒီစည်ရင်မှာပေါ်လာတဲ့ကြောင့်မိသူထည့်တယ်မိဝါထည့်တယ်ဆိုတော့ကိုကိုယ်တိုင်သိရှိရတဲ့အတွက်ကြောင့်မို့ဒီရွေးကောက်ပွဲကတရားမျှတတယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ရွေးကောက်ပွဲဆင်းမှပါဖြစ်တဲ့အတွက်ဘယ်လိုပုံကဘယ်လိုပါတီကိုမဲပေးမယ်လို့ဥက္ကဋ္ဌနဲ့ဆုံးဖြတ်ထားပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ရွေးကောက်ပွဲဒီရွေးကောက်ပွဲမှာကျွန်တော်တို့နိုင်ငံတော်အကျိုးပြုမဲ့ ပူဇော်ပေးပါတီနောက်ပြီးတော့အဲ့ဒီပုပ်ကိုဒီရင်တိုင်းရေးဒီရဲ့အတွက်တကယ်ကိုလဲဆွမ်းဆက်သမားလှုပ်ဆောင်ပေးမဲ့လူစိတ်ကောင်းစေတာကောင်းနဲ့ကိုကျိုးမညှော့မညှော့မလှုပ်ပဲနဲ့ကိုကိုစွန့်စားပြီးတော့ဒီဥစ္စာအားကျုံးမှဆောင်းပေးတဲ့လူဆိုတာကိုကျွန်တော်တို့စီစစ်ပြီးတော့ရွေးချယ်သွားပါမယ်